မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင် AA နှင့်စစ်ကောင်စီတပ်များအကြားတိုက်ပွဲများပြင်းထန်လာချိန်ကြောက်ဖြူစီမံကိန်းမှာအရေးကြီးတရုတ်နိုင်ငံသားများဖြောင်းရွှေ့မှုများစတင်လှုပ်ဆောင်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရှက်ခိုင်ပြီးကြောက်ဖြူမြို့နယ်တွင် AA နှင့်စစ်ကောင်စီတပ်များအကြားဖိုက်ပွဲများပြင်းထန်လာချိန်ကြောက်ဖြူစီမံကိန်းမှာထရုတ်နိုင်ငံသားများပြောင်းရွှေ့မှုများလှုပ်ဆောင်လာကြောင်းကြောက်ဖြူစီမံကိန်းနှင့်ပတ်သက်သောသတင်းရမျက်ကသတင်းဌာနသို့ပြောဆိုပါရယ်။ယခုနှစ်စံပိုင်းမှစတင်၍ AA နှင့်စစ်ကောင်စီတပ်များအကြားတိုက်ပွဲများတစားတဲ့တစားပိုးမှုပြင်းထန်လာချိန်ယခုစွန်လာစန်းပိုင်းမှစတင်၍၆ဖြူစီမံကိန်းမှတရုတ်နိုင်ငံသားအချို့ကိုအပြောင်းအရွှေ့များလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ကုမ္ပဏီအုပ်ချုပ်မှုထိပ်ပိုင်းတရုတ်နိုင်ငံသားအချို့တော့လုပ်ငန်းဝင်ကနေထွက်ခွာနေတာရှိတယ်။အားလုံးတော့မဟုတ်သေးပါဘူး။ အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ကုမ္ပဏီထိပ်ပိုင်းတရုတ်အချို့ပြန်ပြီးထွက်ခွာတာတွေရှိတယ်။ဒီအပိုင်းတွေမှာပဲရွှေပြောင်းတွေခက်စိတ်စိတ်မြင်ရပါတယ်။ရွှေလို့ရတဲ့အချိန်ရွှေပြောင်းတယ်လို့ယူဆပါတယ်ဟုကြောက်ဖြူစီမံကိန်းနဲ့ပတ်သက်သောသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောဆိုပါတယ်။လက်တလောကြောက်ဖြူမြို့နယ်ဌာနဝရီရေတပ်ဌာနချုပ် OGT ဆက်ယုံဝဲရဲတပ်ရင်32အနီးတို့တွင်တိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီကစစ်အင်အားဖြည့်တင်းမှုများစစ်ကြောင်းထုတ်မှုများကိုဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းသိရပါတယ်။ ကျောက်ဖြူအထူးစီးပွားရေးဆောင်၏လုံခြုံရေးအတွက်စစ်ကောင်စီနှင့်တရုတ်ကုမ္ပဏီတို့ပါဝင်သောလုံခြုံရေးအဖွဲ့ကိုဖူးရဲဖွဲ့စည်းထားပြီးကျောက်ဖြူအထူးစီးပွားရေးဆောင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဘိုးချုပ်ကျော်ရွှေထွန်းနှင့်တရုတ် CITIC Group ကုမ္ပဏီမှတာဝန်ရှိသူများတရုတ်လုံခြုံရေးအဖွဲ့ဝင်များတရုတ်နည်းပညာရှင်များပါဝင်ကြောင်းတို့ရတွင်လုံခြုံရေးဆောင်ရွက်မှုတွင် စစ်ကောင်စီကသာဦးဆောင်ဆောင်ရွက်ပေးနေကြောင်းသိရှိရပါသည် လုံခြုံရေးဖူးတွဲအဖွဲ့ဖွဲ့ထားတာရှိပေမယ့်စာကစာဘက်ကအ धिक ဥဆောင်လုပ်တာတွေ့ရပါတယ်။တရုတ်ပြည်တော်တော်များများကတော့ဤပညာနဲ့စိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေပါဝင်တာများပါတယ်ဟုကြောက်ဖြူစီမံကိန်းသတင်းရင်းမြစ်ကရှင်းလင်းပြောဆိုပါတယ်။လရှိတွင် AA ကရက်ခိုင်ပြည်နယ်တွင်မြို့နယ်ပေါင်း18မြို့နယ်ရှိသည့်အနက်စစ်တွေကြောက်ဖြူနယ်မန်အောင်မြို့၃မြို့မှလွှဲ၍ကြံမြို့နယ်များအလုံးကို AA ကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်ပါသည် ဆက်လက်ပြီးပခုတ်ကူမှာပောက်ကပါစ24တို့အေအားဖြစ်ရန်သွားသောစစ်ကားတန်းကာမမျိုးရောင်စစ်ကောင်စီတပ်ကလေကြောင်းမှအချိန်ရေ40ခန်းပုံကျွေ၍လမ်းကြောင်းရှင်းပေးနေတဲ့ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါရယ်မကွေတိုင်းပောက်မြို့နယ်ကောက်ဝဲရေးပစ္စည်းဆက်ရောကောက်ပါစ24တို့အေအားဖြစ်ရန်အင်းအား400ကျော်နဲ့ရင်းအစည်းရေ100ခန်းပါစစ်ကြောင်းသည်လေကြောင်းတိုက်ခိုက်မှုအချိန်ရေ40ထက်မနည်းပြစ်ကူယူ၍ရှေ့တိုးနေသည်ပခုတ်ကူမျိုးနယ်တပ်မတရတမှဇွန်လတရက်တွင် ထွက်လာသောထိုးစစ်ကြောင်းသည်ဇွန်လ9ရက်ညပိုင်းတွင် ဖခုတ်ကူမျိုးနဲ့ကာမမျိုးတို့ရောက်ရှိနေပြီဖို့စစ်ရေးတရင်ရင်းမြစ်တို့ကပြောပါတယ်။ကံမာထဲမှာတချို့နဲ့ကာမအနောင်နာကျိုးပြန်မှာအခုတိရှိနေသေးတယ်ဟုအညာမြေတပ်ပေါင်းစုတာဝန်ရှိသူကိုဖိုးဖိုးတန့်စင်ကပြောပါတယ်။လက်ရှိကာမမျိုးကိုရောက်ရှိနေသည့်စစ်ကြောင်းအတွက်စစ်ကောင်စီသည်လေကြောင်းမှ Jet Fighter ဝိုင်းတွဲနဲ့ပါရာမော်တာများကိုအလစ်ချသုံး၍နေရောညပါအခြေရေ40ကျော်နဲ့ဘုံအလုံးရေရာနဲ့ချီ၍ကျဲ၍လမ်းကြောင်းရှင်းလင်းခဲ့ကြောင်း၎င်းကဆက်ပြောပါတယ်။ စစ်ကောင်စီစစ်သားဥတီယာပောက်ကပါစာအမှတ်24နဲ့လက်ရှိ၎င်းတို့အခြေပြုထားသည့်ခမ်းမမျိုးအကြမိုင်း30ဝန်းကျင်ကျန်နေသေးသည်ဟုလည်းသိရပါတယ်။ပခုတ်ကုနယ်ပေါင်မြုံနယ်သည်မိုင်း40ကျော်သာကွာဝေးတော့လဲစစ်တပ်ရင်တန်းသည့်ကိုရက်ကြသည့်တိုင်လန်တဝက်ဝန်းကျင်သာရောက်နေခြင်းဖြစ်သည်။အဲဒီကပါစာကိုတလရအင်အားစုတွေကလျက်စစ်ဖြတ်ထုတ်တာတယ်လေလျက်စစ်ကအလုံးတော့မဖြတ်နိုင်သေးဘူးတလိုင်းကိုဖြတ်ထားနိုင်တယ်ဟုဒေတာရင်းစီရင်မြစ်တူကပြောပါရယ် ထို့ပြင်ပေါင်းမြို့နယ်ကာပါစ24သည်ပခုတ်ကူခရိုင်နှင့်ခန်းကောခရိုင်၏အတ္တိကခန္ဓာတပ်ဖွဲ့ရှိနေသည့်စစ်တပ်အခြေစိုက်စခန်းဖြစ်ကြောင်း၎င်းကဆက်ပြောပါရယ်စစ်ကောင်စီစစ်ကြောင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့်ပခုတ်ကူနှင့်ပေါလန်ပိုင်ရှိချေရွာ30ခန်းမှပြည်သူ2000ဝန်းကျင်ဆစ်ရှောင်နေရပြီး အစားအစာနဲ့အခြေခံလိုအပ်ချက်များစွာအတွက်အကူအညီများလိုအပ်နေပါတယ်။ထို့ပြင်စစ်ကောင်စီကဖမ်းဆီးထားသည့်ပြည်သူများရှိနေသည့်အပြင်လက်နက်ကြီးထိခိုက်မှုကြောင့်ဒဏ်ရာရသူများကိုဆင်းရဲကောက်ယူရန်ကြိုးပမ်းနေကြောင်းအရက်ဘတ်လူမှုအဖွဲ့အစည်းအချို့ကအတည်ပြုထားပါတယ်။ပေါင်းမျိုးနဲ့ညာဖမ်းရွာအနီးရှိသည့်ခပ်ပါစ24သည့်လက်နက်ကြီးကြီး60မမ80မမနဲ့120မမတို့ကိုအဓိကထုတ်လုပ်နေကြောင်းစစ်ဘက်ဆိုင်ရာသတင်းအချက်အလက်တချို့တွင်ဖော်ပြထားပါတယ်။ဆက်လက်ပြီးတပိတ်ချင်း6မိုင်စက္ကန့်သာရွာကိုဒေါ်လန်ရေးတက်တွေပြန်သိမ်းစစ်ကောင်စီတက် ိခိုက်သိမ်းဆုံးမှုများဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကစစ်ကောင်စီတပ်သိမ်းပိုက်ထားတဲ့6မိုင်စခန်းသာခြေရွာကိုတော်လန်ရေးတပ်ဖွဲ့တွေကပြန်လည်သိမ်းရခဲ့ပြီးစစ်ကောင်စီတပ်တီးဆုံမှုတွေလည်းများခဲ့တယ်လို့တပိတ်ချင်းဌာနကလူမှုຫນွေဦးရဲ့စစ်ရေးတရင်ရေးမြက်ကပြောပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် TRIB ဟာကထိန်းချုပ်ထားတဲ့6မိုင်စခန်းသာကြီးရွာကိုစစ်ကောင်စီတပ်ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထိုးစစ်ဆင်သိမ်းပိုက်ခဲ့တဲ့ကြီးရွာဖြစ်ပါတယ်အဲဒါကို TRIB ဟာနဲ့ ပကဖပူပေါင်းတက်တွေကဇွန်လ၈ရက်မှာပြလဲထိုးစစ်ဆင်တဲ့ယူခဲ့တာလို့တပိတ်ချင်းဒေတာကစည်ရည်တရင်ရင်မြက်ကပြောပါတယ်။ DRIB ဟာထိုင်းတဲ့စက္ကန့်တွေကိုစကစကလုံခဲ့တဲ့နှစ်ရက်ကတင်းသွားတာပေါ့။မနေ့က DRIB ဟာနဲ့ပကဖတွေပေါင်းသိမ့်လိုက်တာလို့ပြောတယ်။စကစတည်ဆုံတာတွေလည်းများတယ်လို့သိရတယ်လို့၎င်းကပြောပါတယ်။ DRIB ဟာအမှတ်1222တက်ရင်ရဲဘော်တွေစုဖွဲ့ထားတဲ့ဖြူဟာဖြစ်ပါတယ်။အဲ့ဒီတက်ရင်ဟာမိုးကုတ်တပိတ်ချင်းနဲ့စင်ကူးမြို့သိမ်းတိုက်ပွဲတွေမှာ ဝင်တိုက်ခိုက်ခဲ့တဲ့တပ်ရင်းဖြစ်ပါတယ်။ဒါပြင်တော်လရင်တပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့တပိတ်ချင်းမျိုးနဲ့ခွနမိုင်းသာကွာဝေးတဲ့ခွနမိုင်းကျေးရွာမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ပြောပါတယ်။အဲ့ဒီနေရာမှာတော့တပ်အောင်တပ်မတော် TNL ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့အခြားပူးပေါင်းတပ်တွေစုပေါင်းတိုက်ခိုက်နေတာလို့သိရပါတယ်။ခွနမိုင်းကျေးရွာမှာစစ်ကောင်စီရဲ့လျှက်စစ်အင်ဂျင်နီယာတပ်စခန်းရှိပါတယ်။ မန္တလေးမြို့နယ်မရှိစေခန့်အကွာကရွှေလုတ်ကွက်တွေကြောင်းနာမည်ကြီးတဲ့တပိတ်ချင်းမြို့ကိုတော်လရေးတပ်ဖွဲ့တွေကကိုရက်ကြတိုက်ခိုက်ပြီးနောက်ပြီးခဲ့တဲ့2024ဩဂုတ်25ရက်မှာအပိသက်သိမ်းပိုက်ခဲ့တာလို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။တကယ်တော့တပိတ်ချင်းမြို့ကသာတော်လရေးပူပေါင်းတပ်တွေကသိမ်းပိုက်ရခဲ့တာဖြစ်ပြီးမြို့နယ်တစ်ခုလုံးကစစ်ကောင်စီတပ်သားတွေကင်းစင်ခဲ့တာမဟုတ်ပါဘူး။တပိတ်ချင်းမြို့သိမ်းတိုက်ပွဲကထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားတွေဟာခုနမိုင်ကအင်ဂျင်နီယာတပ်စခန်းနဲ့အမတ်73တပ်မတော်တပ်မြင့်အလေးချင်းရေးကြောင်း တတက73မှာသွားရောက်စုဝေးတယ်လို့စစ်တပ်ကစစ်ကူပို့တဲ့စစ်သားတွေနဲ့ပေါင်းပြီးခန့်စစ်တင်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီကနေစူဝေးစစ်တောင်းထိုးပြီးကြေးရွာအချို့ကိုပြန်သိမ်းယူနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024နိုဝင်ဘာနဲ့ဒီဇင်ဘာတွင်တွင်းငယ်ကြေးရွာမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးထော်လန်ရေးတပ်ဖွဲ့တွေကဒီဇင်ဘာလရက်နေ့မှာကြေးရွာကနေဆုတ်ခွာပေးခဲ့ရပါတယ်။ တွင်းငယ်ကြီးရွာကရဲကင်းစခန်းကိုမန္တလေးတိုင်းထာဝင်ခံရုံးကိုကဲပြီးအမှတ်900ကိုတက်ရင်ကချင်လွတ်လပ်ရေးတပ်မတော် KIA, KVDF, KPSDF ကျောင်းသားတပ်နဲ့တပိတ်ချင်းမျိုးနဲ့ပကဖာတို့က2024ဇွန်လ29မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့အမတ်တစ်စစ်ဒေသရုံးကထုတ်ပြန်ထားပါတယ်။ဒါပြင်တွင်းငယ်ကြီးရွာကို PLA က2024ဩဂုတ်19မှာတိုက်ပိုက်ခဲ့တာလို့ အသိပေးထားပါတယ်။ဆက်လက်ပြီး calling ကိုစစ်ကောင်စီလီကြောင်းဖုံးကျဲတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ calling မျိုးအရှိပိုင်းကြေးရွာနေရွာကိုယနေ့စွန်းလ9ရက်ည9:20မိနစ်တိုင်းစစ်ကောင်စီကလီကြောင်းမှဖုံးကျဲခဲ့ပြီးဖုံးကျဲလျင်ဆက်လက်ပြန်ဝဲနေ၍ဖြီးသူကာကွယ်ရေးတပ်ဖွဲ့များကလီကြောင်းအန္တရာယ်အသိပေးထားပါတယ်။ဘုံကျဲသွားတာကဂျက်ဖိုက်တာနဲ့ဘုံကျဲလီရင်ဆက်ပြန်နေတဲ့ဟူခါခွက်ရေးရဲဘော်တအူးကညာစင်နိုင်ခန့်တွင်ပြောပါတယ်။ယနေ့ညဘုံကျဲတိုက်ခိုက်မှုကြောင့်မြေပြင်ထိခိုက်မှုအခြေအနေကိုမသိရသေးပေ ခေါလင်းမြို့နယ်အတွင်းစစ်ကောင်စီကအလွန်အနည်းငယ်များသောကလပ်စတာဘုံများသုံးပြီးတိုက်ခိုက်နေကြောင်းခေါလင်းခရိုင်တပ်ရင်းနှစ်ကသတင်းထုတ်ပြန်ထားပါတယ်ကလပ်စတာဘုံဆိုဒီမှာဘုံတလုံးထဲတွင်ဘုံသီးအသေး subnumeration များထည့်ထားသည့်ဘုံအမျိုးအစားဖြစ်သည်တိကျသည့်ပြမှတ်တစ်ခုစီကို ချိန်ရပြစ်ခတ်ခြင်းမဟုတ်ပဲဧရိယာတစ်ခုလုံးကိုပြန့်နှံ့ပောက်ကွဲစေသောပုံဖြစ်သည်ခေါလင်းမျိုးကိုအမတ်တစ်စစ်ဒေတာခေါလင်းခရိုင်ကိုကဲရည်ဤကိုကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် BDF ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကပါနှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက2023ခုနှစ်နိုဝင်ဘာလ3ရက်မှစတင်တိုက်ခိုက်ခဲ့ပြီးနိုဝင်ဘာလ6ရက်နေ့တွင်သိမ်းပိုက်ခဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့်ကောလင်းမြို့ကိုစစ်ကောင်စီတပ်က2024ဖေဖော်ဝါရီလရက်နေ့မှစ၍အင်အားအများပြားဖြင့်စစ်ကြောင်းပြန်ထိုးတိုက်ခိုက်ပြီးလေကြောင်းပစ်ကူများစွာပေးကာမြို့ပေါ်ရပ်ကွက်များ၌ပြန်လည်ထွက်ဆွဲပြီးမြို့ကိုပြန်လည်ထိန်းချုပ်သွားခဲ့သည်။ထို့နောက် PDF များကမြို့ပြင်ကြေးရွာများကိုထိန်းချုပ်ပြီးစစ်တပ်ကမြို့ကိုထိန်းချုပ်ထားကာလေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်နေသည်။